အားလုံးပဲမင်္ဂလာပါနော်ဒီတစ်ခေါက်ကတော့ PC နဲ့ဖတ်ထုတ်ထိုးနည်းလေးကိုထိုးပြပေးမယ်နော်ခြီကတော့ Micro 5 pipeline ကိုတုံထားပါတယ်နော် SI ကတော့ 2.5mm ကိုတုံပြီးတော့ထိုးပါမယ်နော်အရင်ဆုံး measuring လုပ်မယ်နော်ဂွင်းတွေကနေပြီးတော့ခြီဆွဲယူလာမယ်ချိန်တက်ခါထိုးမယ်ပြီးသွားရင်အဲ့ဒီဂွင်းထဲမှာ တိုင်တိုစုစုပေါင်း6တိုင်ထိုးမယ်နော်တိုင်2တိုင်3 ုံးတိုင်းလေးတိုင်းငါးတိုင်းခြောက်တိုင်းခြောက်တိုင်းထူပြီးသွားပြီဆိုရင်ဒီဘက်ကြိုးစားလေးကိုတင်းတင်းလေးဆွဲလိုက်မယ်ပြီးသွားရင်တော့ပထမဆုံးစထိုးခဲ့တဲ့တိုင်တို့ရဲ့ထိတ်မှာအပ်ထည့်မယ်နော်ရှက်ကော့ချိန်မတက်သေးရင်ဒီချာကြည့်ပေးပါနော်ချီဆွဲယူလာပြီးရင်ဆွဲယူလာတဲ့ချီကိုအပ်ပေါ်ကခွင်းထဲကိုထည့်တယ်။ပြီးရင်ဒုတိယစစ်တပ်ဘိုလ်ချိန်တက်ခါ စောစောကရှက်ကော်ချိတ်ခဲ့တဲ့အပေါက်မှာပြန်စမယ်တပေါက်တည်းကိုတိုင်တို့နှစ်တိုင်ထိုးမယ်အဲ့လိုတပေါက်ကိုနှစ်တိုင်ထိုးတာကိုတိုင်ဘွားလို့ခေါ်တယ်နော်နှစ်တိုင်ရပြီဒါတိုင်ဘွားတစ်ချိန်ပေါ့နော်ဒါဆိုဒုတိယအပေါက်ကိုသွားမယ်ဒုတိယအပေါက်မှာလည်းတပေါက်တည်းကိုနှစ်တိုင်ပေါ့နော်အဲ့လိုတပေါက်ကိုနှစ်တိုင်နှစ်တိုင်နဲ့6ပေါက်လုံးကိုထိုးလာခဲ့ပြီပါနော် စစပောင်းဆက်နှစ်တိုင်ရပြီဆိုရင်တော့ပထမဆုံးတိုင်တို့ရဲ့ထိတ်မှာ short corn နဲ့ချိန်မယ်ကြစ်ကြစ်ကလေးချိန်နော်ချိန်တက်ခါကိုလည်းကြစ်ကြစ်ကလေးထိုးမယ်ပြီးရင်ဒီ short corn ချိန်တဲ့အပောင်းမှာတိုင်တို့တတိုင်ဒုတိယအပောင်းမှာတိုင်ပွားပေါ့နော်တပောက်သေးကိုနှစ်တိုင်ဒီအပောင်းပဲနော်တိုင်တို့နဲ့တိုင်ပွားတစ်ချိန်ပေါ့နော်ကဲနောက်တစ်ချိန်ထိုးမယ်ဆိုရင်နောက်တစ်ပောင်းမှာတိုင်တို့တတိုင်နဲ့ပြန်စမယ် ဒီပေါင်းเนาะဒုတိယပေါင်းမှာတိုင်ပွားထိုးမယ်တပေါက်ထဲနှစ်တိုင်ပေါ့เนาะအဲ့လိုတိုင်တို့တိုင်တိုင်ပွားတိုင်တို့တိုင်တိုင်ပွားအဲ့လိုမျိုးအဆုံးထိထိုးသွားပါเนาะ၁၈တိုင်ပြည့်ပြီဆိုရင်เนาะပထမဆုံးစထိုးခဲ့တဲ့ပေါင်းမှာတိုင်ထိတ်မှာ sorry เนาะပထမဆုံးစထိုးခဲ့တဲ့တိုင်တို့ရဲ့ထိတ်မှာရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိန်တဲ့ပေါင်းမှာတိုင်တို့ထိုးမယ် ဒုတိယပေါက်မှာတိုင်ပွားထိုးမယ်တတိယပေါက်မှာတိုင်တို့ထိုးမယ်အဲ့လို၃ပေါက်ကိုတစ်ချိန်လို့တတ်မှတ်မယ်နော်အဲတစ်ချိန်မှာဆိုရင်ပထမပေါက်မှာတိုင်တို့ဒုတိယပေါက်မှာတိုင်ပွားတတိယပေါက်မှာတိုင်တို့နောက်တစ်ချိန်ထိုးမယ်နော်နောက်တစ်ချိန်ထိုးမယ်ဆိုရင်ပထမပေါက်မှာတိုင်တို့ဒုတိယပေါက်မှာတိုင်ပွား တတရားပေါက်မှာတိုင်းတို့ဒါဆိုရင်နှစ်ကြိမ်ရပြီเนาะအဲ့ဒီပုံစံတိုင်းပဲတပတ်လည်လုံး6ကြိမ်ထိုးသွားပါเนาะ24တိုင်းပြည့်သွားပြီဆိုရင်ပထမဆုံးတိုင်းထိတ်မှာ ရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါရှက်ကော်ချိန်တဲ့ပေါက်ကပြန်စားမယ်ဒီဒုတိယပေါက်မှာနင်းတတရားပေါက်မှာ3လေးပေါင်းများပေါက်မှကြတော့တိုင်ပွားတိုင်တို့၃တိုင်နဲ့ ိုင်ဘွားခေါ်တယ်เนาะဒါဟိုမှာတစ်ချိန်တစ်ချိန်မှာ9တိုင်ရှိရမှာပေါ့เนาะအရင်ဆုံးတိုင်လို3တိုင်ပြီးရင်တိုင်ဘွားပေါ့เนาะနောက်တစ်ချိန်ထိုးမယ်ဆိုရင်1 2 3တိုင်လို3တိုင်ပြီးရင်4ပေါင်းများပေါင်းမှာတိုင်ဘွားအဲ့လိုမျိုး6ချိန်ထိုးခဲ့ပါเนาะဒီနေရာမှာတိုင်လို30ပြည့်သွားပြီဆိုရင်ရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိန်တဲ့ပေါက်ကနေပြီးတော့တိုင်တို့လေးနှစ်တိုင်ထိုးသွားမယ် တပေါက်တတိုင်းစီနဲ့နှစ်တိုင်းပေါ့နော်တတရားအပေါက်မှာတိုင်ပွားလုပ်မယ်တပေါက်ထဲကိုနှစ်တိုင်ပြီးရင်လေးပေါက်များပေါက်နဲ့ငါးပေါက်များပေါက်မှာတပေါက်တတိုင်းစီထိုးသွားမယ်တဲ့နေဒါကိုတစ်ချိန်လို့တတ်မှတ်မယ်နော်အရင်ဆုံးတိုင်တို့နှစ်တိုင်ထိုးတယ်ပြီးရင်တိုင်ပွားလာတယ်ပြီးရင်တိုင်တို့နှစ်တိုင်ထိုးတယ်နောက်တစ်ချိန်ထိုးမယ်ဆိုလို့ရှိရင်အဲ့လိုပဲတိုင်တို့နှစ်တိုင်လာမယ် တပေါက်တစ်တိုင်စီနဲ့နှစ်တိုင်လာမယ်တတိယပေါက်မှာတိုင်ပွားထိုးလိုက်မယ်ပြီးရင်တပေါက်တစ်တိုင်စီနဲ့နှစ်တိုင်ထပ်ထိုးမယ်ဒီနဲ့ဒါဆိုရင်နှစ်ကြိမ်ပေါ့နော်အဲ့လိုမျိုး6ကြိမ်ပြည့်အောင်ထိုးရမယ်နော်36တိုင်ပြည့်ပြီဆိုရင်တော့ရှက်ကွန်နဲ့ချိန်မယ်ပြီးရင်နောက်တစ်စက်တက်ဖို့ချိန်တက်ခါဒီရှက်ကွန်နဲ့ချိန်ထားတဲ့ပေါက်ကနေပြီးတော့ တိုင်တို့တပေါက်တတိုင်စီနဲ့ပေါက်စီအတွက်က3တန်းထိုးမယ်ဖက်ထုပ်အတွက်က2တန်းထိုးမယ်နော်ဒါဆိုလို့ရှိရင်တစ်ခေါက်ပြန်ကြည့်ကြမယ်နော်ဒီနေရာမှာပေါက်စီအတွက်3တန်းထိုးပြီးသွားပြီဆိုရင်ဒီတိုင်းလေးခဏထားတာပါနော်ဖက်ထုပ်အတွက်ကကြတော့2တန်းပဲထိုးမယ်2တန်းထိုးပြီးရင်ဒီလိုလေးခောက်လိုက်မယ်နော်ဒါဆိုရင်ဒီဖက်ထုပ်လေးကိုအရင်ဆုံးစထိုးရအောင်နော်သူ့ကိုနှစ်ဖက်ပိတ်ထိုးမယ်ဆိုရင်ဒီရှက်ကော့ချိတ်တဲ့အပေါင်းနဲ့ ဒီဘက်ချံအပေါင်းနဲ့ဒီလိုမျိုးနှစ်ဖက်ကိုဒီလိုမျိုးထိုးရမှာပါเนาะရင်းဆောင်ချိန်တစ်ခါထိုးလိုက်မယ်စစောကပြထားတဲ့အချိန်အမှန်တစ်ခါရစ်ပြီးတော့ဒီနှစ်ပေါက်ကိုတိုင်လဲတထိုင်ထိုးမယ်အမှန်ရစ်မယ်အဲ့ဒီပေါက်မှာပဲနောက်ထပ်တိုင်လဲတထိုင်ထပ်ထိုးမယ်နှစ်တိုင်အမှရစ်မယ်အဲ့ဒီပေါက်မှာပဲတိုင်လဲတိုင်ထပ်ထိုးမယ်တပေါက်ထဲကိုတိုင်လဲ၃တိုင် ပြီးရင်နောက်တစ်ပောက်မှာရှက်ကော်နဲ့ချိန်မယ်နှစ်ဖက်စလုံးပါအောင်เนาะပြီးရင်အမ်မှာရစ်မယ်နောက်တစ်ပောက်ကိုသွားမယ်တိုင်လဲတတိုင်စားထုံးမယ်ဒီအမ်မှာရစ်မယ်နေတောင်းတစ်ပောက်ထဲကိုတိုင်လဲ၃တိုင်နောက်တစ်ပောက်မှာရှက်ကော်နဲ့ချိန်အဲ့လိုမျိုးပေါ့နော်၉ချိန်ပြည့်အောင်ထိုးသွားမယ်နော် အပေါင်းမပိတ်ခင်မှာဒီနေရာမှာဆီလီကွန်လေးဖြည့်မယ်နော်အဆောင်ရပြီဆိုရင်ဒီမှာထောက်ဆောင်မှာရှက်ကွန်နဲ့ချိတ်လိုက်ပေါ့နော်ချိတ်လိုက်ပြီဆိုရင်ဒီပေါ်က1 2 3 4 5 6 9 10ကိုခုရပြီဆိုရင်ဒီနေရာမှာချိန်10က1 2 3 4 5 6 9 10 ော်ချိန်ဆက်ကထိုးပြီးသွားရင်ဒီအောက်မှာပဲစစောကရှက်ကော့ချိန်တဲ့ပေါက်မှာရှက်ကော့လေးနဲ့ပြန်ချိန်မယ်ပြီးရင်ချစ်ဖြတ်ပြီးတော့အနာတိန်လိုက်ရုံပဲပေါ့နော် ပြီးရင်တော့ပေါက်စီထိုးနီလေးဆက်ကြည့်အောင်เนาะပေါက်စီက3ဒန်းထိုးပြီးသွားပြီဆိုရင်ချိန်တစ်ခါတက်မယ်ဒီရှော့ကော့ချိန်တဲ့ပေါက်ကနေတိုင်းတို့1နဲ့တိုင်းတို့နှစ်တိုင်းပြီးရင်တိုင်းရော့လုံးမယ်ဒီအရှိအဖျားလေးတွေယူမယ်เนาะနှစ်ပေါက်ကို အရှိအဖျားလေးတွေယူပြီးတော့ဒီလိုထိုးမယ်တိုင်းရော့ပြီးရင်တိုင်းတို့နှစ်တိုင်းထိုးမယ်ဒီ နှစ်တိုင်ရော့ဆိုတာကနှစ်ပေါက်ကိုတတိုင်လောက်လိုက်တာเนาะဒီနေရာမှာတိုင်တို့နှစ်တိုင် တိုင်ရော့တိုင်တို့နှစ်တိုင်ဒါကိုတစ်ချိန်ပေါ့เนาะနောက်တစ်ချိန်ထိုးမယ်ဆိုရင်တိုင်တို့နှစ်တိုင်ပြန်လာမယ်ပြီးရင်တတိယပေါက်နဲ့စတုထားမြအပေါက်ရဲ့အရှိအချမ်းနှစ်ခုကိုယူလိုက်မယ်ဒီနေရာမှာတိုင်တို့လေးတတိုင်ထိုးလိုက်တယ်ဒါဆိုရင်နှစ်တိုင်ကိုတတိုင်လေးကျန်အောင်လုပ်တာပေါ့เนาะ ပြီးတော့တပောင်းတစ်တိုင်းစီနဲ့နှစ်တိုင်းထပ်ထိုးမယ်။ဒါဆိုရင်နှစ်ကြိမ်ရပြီ။အဲ့ဒါမျိုး6ကြိမ်ထိုးပေးပါနော်။ဒီနေရာမှာတိုင်လို30ပဲကြံပြီဆိုရင်ရှက်ကော်နဲ့ချိန်မယ်။ပြီးရင်ချိန်တစ်ခါတက်မယ်။ဒီရှက်ကော်ချိန်တဲ့ပောက်ကနေပြီးတော့တိုင်လို၄တပောင်းတစ်တိုင်းစီထိုးသွားမယ်နော်။တဒန်းကို တိုင်လို30 30နဲ့3ဒန်းထိုးခဲ့ပေးပါနော်။ဒီ3ဒန်းထိုးပြီးသွားရင် ပြန်ကြည့်မယ်နော်။ ၃တန်းထိုးခဲ့ပြီးပြီဆိုရင်နောက်တစ်စစ်တက်မယ်ချိန်တက်ခါချက်ကော်ချဲ့တဲ့ပေါက်ကနေပြီးတော့တိုင်းတို့၃နိုင်ထိုးသွားမယ်ဒီဒုတိယပေါက်မှာနေ တတိယပေါက်မှာ၃ပြီးရင်တိုင်းရော့လောက်မယ်ဒီနှစ်ပေါက်ကိုပေါ့နော်နောက်ထပ်နှစ်ပေါက်ရဲ့အရှိအဖျားလေးတွေကိုပဲတတိုင်းထိုးလိုက်မှာနော်တိုင်းတို့၃နိုင်နဲ့တိုင်းရော့တစ်ချိန်ရသွားပြီဆိုရင်နောက်ထပ်တစ်ချိန်ထပ်ထိုးပြမယ်ဒီ နင်တောင်းပြီးပြီဆိုရင်တော့တိုင်ရော့လုံးမယ်နှစ်ကြိမ်အဲ့လိုမျိုး6ကြိမ်ပြည့်အောင်ဆက်ထိုးပါเนาะ6ကြိမ်ပြည့်ပြီဆိုရင်တော့ရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါပြီးရင်ရှက်ကော်ချိန်တဲ့အပေါက်ကနေ တိုင်တို့လေးတွေတစ်ပေါက်တစ်တိုင်စီနဲ့24တိုင်ပြည့်အောင်ပေါ့เนาะအဆုံးထိထိုးသွားပေးပါเนาะ အဆုံးရောက်ပြီဆိုရင်တော့ရှက်ကော်နဲ့ချိန်မယ်ပြီးသွားရင်တော့ခြေရှိရှိလေးခဏဖြတ်ထားလိုက်မယ်နော်ပြီးရင်ဒီချုပ်အပ်နယ်ပဲပေါ့နော်ဒီရှက်ကော်ချိန်တဲ့ပေါက်ကနေပြီးတော့၃ပေါင်းကြော်မယ်နော်ဒုတိယပေါက်ကနေ၁၂၃သုံးပါးကိုကြော်လိုက်ဒီလေးပါးမြောင်းမှာအပ်ပြန်ထုတ်မယ်နော်ဒီလိုနော်ပြီးရင် နောက်တစ်ပေါက်မှာအက်ကိုထိုးချလိုက်မယ်နောက်တစ်ပေါက်မှာနော် ထိုးချမယ်စစောကားလိုပဲ1 2 3သုံးပေါက်ကျော်ပြီးတော့၄ပေါက်မြောက်မှာအက်ထုံးမယ်အဲ့လိုပဲပေါ့နော်နောက်တစ်ပေါက်မှာအက်ကိုထိုးချလိုက်မယ်ပြီးရင်သုံးပေါက်ကျော်ပြီးတော့အပြန်ထုံးမယ်အဲ့လိုပဲတပတ်လည်လုံးလုပ်သွားပါနော် ဒီလိုအစာကိုပြန်ရောက်သွားပြီဆိုရင်ဒီထဲမှာ silicon လေးတွေဖြည့်မယ်နော်ဖောင်ဖောင်လေးလို့ချင်ရင် silicon များများထည့်ပါနော်ပြီးရင်တော့ဒီကြိုးစားလေးကိုတင်းတင်းလေးဆွဲလိုက်မယ်နော်တင်းတင်းလေးဆွဲပြီးတော့ပိတ်ပေးပါနော်ပြီးရင်တော့ဒါလေးကိုအနာသိမ်းပါမယ်နော် ညက်လုံးကပ်ဖို့အတွက်ကဒီနောက်မှာဒါရှက်ကောချိန်ထားတဲ့အကြောင်းပေါ့နော်သူ့ကိုကြောဘက်မှာထားပြီးတော့ဒီအလှဘက်မှာညက်လုံးလေးတွေကပ်မယ်နော်1,2,3,4,5,6,9,9နဲ့10နဲ့ဂျားထဲမှာเนาะ9တန်းနဲ့10တန်းဂျားထဲမှာမျက်လုံးလေးတက်ပေးရမှာเนาะပျောက်သွားမှာဆိုလို့ပင်အပ်လေးနဲ့မှတ်ထားလိုက်မယ်เนาะ နောက်တစ်ဖက်ကိုကြတော့အလဲမှာ၄ပေါက်ကြော်မယ်เนาะဒီပေါက်ပြီးရင်၄၃၄၅ပေါက်များပေါက်မှာမှတ်ထားလိုက်ပါเนาะအဲ့နှစ်ခုကိုမျက်လုံးနေရာချမယ်เนาะထောက်မှကြတော့ ဒီဟာဘက်ဒီလိုအခုံးဖြစ်နေတာမလှတယ်ပဲเนาะဒီနေရာ အလှပဲเนาะဒါဆိုရင်ဒီမှာ1 2 3 4 5 6 6တန်းနဲ့8တန်းကြာမှာဒီနေရာနာလောက်လေးပေါ့เนาะအလဲချနောက်မဲ့နေရာလေးမှာ1 2 3 4 4ဘောက်ကျော်သူ့ကိုလဲเนาะ4ဘောက်ကျော်ပြီးတော့ဒီလိုမျိုးခဏလိုပဲပေါ့เนาะအမျက်လုံးနှစ်ခုကိုကပ်ပေးပါเนาะ ီးသွားရင်အမဲအောင်ခြီစားကိုနှစ်ပင်ယူမယ်နော်အပင်သေးသေးလေးနှစ်ပင်ပဲယူမယ်ယူပြီးသွားရင်ဒီမျက်လုံးရဲ့ဒီဆောင်းဆောင်းလေးပေါ့နော်ခြားထားတဲ့အပေါက်တင်း3လေး၄ပါပေါ့နော်နောက်မျက်လုံးအောက်အတန်းမှာနော်အဲ့၄ပါကိုပဲပုံဖော်မယ်နော်ပထမပေါက်မှာခြီထုတ်လိုက်မယ်ထုတ်ပြီးသွားပြီဆိုရင်နောက်ဆုံး၄ပါများပေါက်ပေါ့နော်အလယ်မှာနှစ်ပေါက်ကိုကျော်လိုက်ပေါ့နော် ဒီနှစ်ဒီနှစ်ပေါက်ကိုကြော်ပြီးတော့လေးပါးများအပေါက်တွေကိုအထိုးချမယ်ပြီးရင်နောက်တဒန်းကိုဆင်းမယ်စောင်းလိုက်မယ်နော်စောင်းပြီးရင်ဒီကွင်းကိုထည့်မယ်ပြီးရင်အဲ့ဒီထွက်လာခဲ့တဲ့အပေါက်မှာအပြန်ထိုးထုတ်ပြီးတော့နောက်တစ်ပေါက်ကိုသွားမယ်။နောက်တစ်ပေါက်ကိုသွားပြီးရင်အပေါ်ကအမဲအောင်ခြိခွင်းလေးတွေကိုဒီလိုလေးယူမယ်။ပြီးရင်အေးခြိထွက်လာခဲ့တဲ့အပေါက်ကနေအပြန်ထိုးချမယ်။ ဒီလိုပါစာပုံစံလေးဝိုင်းဝိုင်းကလေးဖြစ်သွားမယ်နော်အခုလိုမျိုးကိုလိုချင်တဲ့အနေထားလေးတသက်ရရလေးရပြီဆိုမှပဲဒီခြေစားနှစ်ခုကိုအနာသိမ့်လိုက်ပါနော်ဖတ်ထုတ်ကိုလည်းအဲ့ဒီနေ့တိုင်းပဲပုံဖော်ပြီးပါတော့အတူတူပဲဆိုတော့ဒီနေရာမှာတေချာလေးတော့မရှင်းပြတော့ဘူးเนาะ တော့ကြိုက်ကကြတော့ဒီနေရာမှာပေါ့စီမှာတက်လာပြီးတော့ဗောနော်ဖတ်ထုတ်ကြတော့ဒီမှာခွင်းလေးပါတဲ့အတွက်ဒီတော့ကြိုက်ခွင်းလေးတွေကိုထည့်လိုက်တာဗောနော်အားလုံးလည်း like ထိုးရတာဆင်ပြေကြပါစေเนาะနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်เนาะ